ားလုံးပဲမင်္ဂလာပါရှင်။ Let's Talk The New Channel ကနေကြိုဆိုပါရရှင်။မြန်မာကူလာဖူးတဲ့ပုံဟံမင်းကြီးကွယ်လွန်။နာမကျန်းကြရှိဖြစ်နေတဲ့ပုံဟံမင်းကြီး Francis ဟာဒီကနေ့ April 22ရက်မနက်9:35မိနစ်မှာကွယ်လွန်သွားပြီလို့ Vatican နန်တော်ကအတည်ပြုပါရတယ်။ဒါကြောင့်ကမ္ဘာတစ်ပတ်ကခရစ်ယာန်ဘာသာဝင်တွေအပါအဝင်ပုံဟံမင်းကြီးကိုလေးစားချစ်ခင်တူတွေအတွက်မျက်ရည်တွန်းပြီးဘဝညှိုးစေခဲ့ပါတယ်။အသက်68နှစ်အရွယ် Christian Antipodi ဟာ အဆုတ်ရောင်နမိုနီးယားယောဂါကိုလအတန်ကြာခံစားခဲ့ရပြီးနောက်အဲ့ဒီယောဂါနဲ့ပဲကွဲလွန်သွားခဲ့တာဖြစ်ပါတယ်။ဒီခေတ်ရဲ့လပိုင်းထဲဆေးရုံတက်ရောက်ကုတောက်ခဲ့ပြီးနောက်ဗာတီကန်မှာပဲသူ့ရဲ့နောက်ဆုံးအချိန်တွေကိုဖျက်တမ်းခဲ့ရင်းအသက်အန္တရာယ်နှစ်ကြိမ်အထိကြုံဆုံခဲ့ရတာကိုကြော်ဖြတ်နိုင်ခဲ့ပေမဲ့အခုတော့ဆုံးပါသွားခဲ့ရတာဖြစ်ပါတယ်။၎င်းအသက်20နှစ်အရွယ်မှာအဆုတ်ယောဂါကို ကုတောက်ခဲ့ပြီးနောက်ပိုင်း ဥဆက်ယောဂကို ခံစားစေခဲ့ရတာဖြစ်တယ်လို့ဆရာဝန်တွေကကောက်ချက်ချထားကြပါတယ်။ပုတ်ရဟန်းမင်းကြီးဟာပြီးခဲ့တဲ့ Easter ပွဲတော်အတွင်းလူရှိပြန်ထွက်လာခဲ့ပြီးလူထုကို ကောင်းချီးပေးခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာပဲဆုံးပါသွားတဲ့ဆိုတဲ့သတင်းကြောင့်အံ့အားတင်နေသူများလည်းရှိနေပါတယ်။ပုတ်ရဟန်းမင်းကြီး Francis ဟာကဘာကက်သလစ်ကျောင်းတော်ရဲ့966ပါးမြောက်သာသနာပိုင်ဖြစ်ပြီး မြန်မာနိုင်ငံကအာနာတိန်စစ်ကောင်စီရဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့မကြာခဏဆူတောင်းပေးခဲ့ပါတယ်။သူဟာပုတ်ရံမင်းကြီးတာဝန်ကိုထမ်းဆောင်ခဲ့တဲ့ဆယ့်နှစ်အတွင်းရောက်ရှိလာချိန်မှာပဲစွန့်ခွာသွားခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့အရာကိုစက္ကန့်ဖို့၁၂ဦးထိလျာထားဆင်းရဲရှိနေရမှာမြန်မာနိုင်ငံကကာဒီနယ်ရှားစ်မောင်ဘိုလည်းပါဝင်နေတယ်လို့ဗာတီကန်အကြောင်းရေးသားလေးရှိတဲ့သတင်းဌာနတွေစီကနေ သိရပါဗျ။ ပေါ်ဖရန်စစ်ဟာ NND လက်ထံမြန်မာနိုင်ငံရန်ကုန်မြို့ကိုလွန်ခဲ့တဲ့2019ခု နိုဝင်ဘာ29ရက်ကနေ30ရက်နေ့အထိ၄ရက်ကြာ လာရောက်လည်ပတ်ခဲ့ပူပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တမဒဦးထင်ကျော်တို့တွင်လည်းတွေ့ဆုံခဲ့ပါသေးတယ်။ကက်သလစ်တည်င်းစာတစ်ခုဖြစ်တဲ့ The Renan တည်င်းစာကတော့ Cardinal Charles Mambo ဟာလူအခွင့်အရေးနဲ့တရားမျှတမှုကိုအာယုံဆိုင်တူတူဖြစ်ပြီးအတွေ့အကြုံကောင်းတွေလည်းရှိတာကြောင့် စက္ကန်တူအနာက ပုံဟံမင်းကြီးအဖြစ်ရာသားခံရတယ်လို့ရေးသားဖော်ပြထားပါတယ်ရှင်။သတင်းလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မြန်မာပြည်သူပြည်သားများအားလုံးမင်းဆုမင်းညစ်ပေးတဘာဝပေးစစ်ပေးတို့ကလည်းအမြန်ဆုံးကင်းလို့ကြပါစေရှင်။ကျမတို့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြဖို့မြစ်တန်ရက်ခံအပ်ပါတယ်ရှင်။ကျမညိတ်ပါ။